က်သိမ်းပိုင်တချို့ကလည်းပြောကြပါတယ်ဟာတဝိတ္ထုရေးဖို့အတွက်ကုံချမ်းရှာဖို့လူပါတယ်ဒါကြောင့်နေတကအရတကဝင်းစင်းလိလာပြီး ကုံချမ်းရှာမှတန်ခါကြတယ်မှန်ပါတယ်နေဆုံးအရက်ဆုံးရောက်ဖို့တော့ဘ ഹു ဒုဒ္ဒပူများတာပေါ့ဘ ഹു ဒုဒ္ဒပူများတော့သူများတွေထက်ပူတိနေနိုင်တာပေါ့ဒါကိုကျွန်တော်မငြင်းပါဘူးဘသူမှလည်းညင်းလို့မရပါဘူး ဒါပေမဲ့ကျွန်တော်ဆိုလိုချင်တာကဘလောက်ပဲနေဆောင်အောင်သွားခဲ့ပါစေအမြင်မရှိရင်ဝိထုရေးဖို့ကုန်ချမ်းမလွယ်ကူနိုင်ပါဘူးနေဆောင်အောင်ရောက်လေရောက်တာပဲရှိမယ်ရောက်ဖူးရင်လေရောက်ဖူးတာပဲရှိမှာပဲဒါပေမဲ့ဝိထုတပုတ်ရေးဖို့လောက်ထိဘာကုန်ချမ်းမှရမှာမဟုတ်ပါဘူးဝိထုစာရေးဆရာတယောက်အတွက်အမြင်လိုအပ်ပါတယ်ဝိထုရေးစာရေးဆရာတယောက်ဟာ အမြင်ရှိတယ်ဆိုရင် ခမရတို့ပြောပြောနေတဲ့ကုံချမ်းကိုဝေဝေရှာမနေပါနဲ့ကျွန်တော်တို့ရဲ့အနီးနားမှာရှိပါတယ်ရုပ်စွာဆုံးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာတင် ရှိပါတယ်မယုံရင်ကျွန်တော်ရေးပြပါမယ်လွယ်လွယ်လေးပါလူတယောက်မှာဆွဲဆွဲလန်းလန်းနှစ်သက်တာတမျိုးစီတော့ရှိကြမှာပါတချို့ကလည်းအစာအစာတချို့ကအဝိတ္တစာတချို့ကအယောင်တချို့ကရေမွေးတချို့ကလူရှင် စသည်ဖြင့်ပေါ်ဗျာပြောရရင်အများကြီးရှိလိမ့်မယ်အဲ့ဒီထဲမှာမှကျွန်တော်ကြတော့မျက်မှန်တိုက်ရတာကြိုက်တယ်ဗျာမျက်မှန်ကိုဘယ်လောက်ထိကြိုက်တတ်တယ်လဲဆိုရင်မျက်စီအထူးကုစီတွားပြီးကို့မျက်လုံးကရပလက်မြင်နေရက်နဲ့ကိုကကြီးပြော့ပြီးပါဝါမျက်မှန်တက်ခေတာနောက်မှဒီအတိုင်းနေရင်အကမျက်မှန်တက်လိုက်မှလူကတောက်เสียရမလို့ပဲမူမူတက်လာလို့ ပဝမျက်မှန်ချွတ်လိုက်တာနောက်ဆုံးတော့အနှောင်းလွတ်အသွားလွတ်နေကမျက်မှန်ပဲတက်ရတော့တယ်မျက်မှန်တက်ရခြင်းအဓိကအကြောင်းရင်းကလည်းရှိရဲ့လေကျင်းတော်မျက်လုံးကအလင်းရောင်ပြင်းပြင်းမြင်လို့မရဘူးအဲ့ဒီလို အလင်းရောင်ပြင်းပြင်းကိုကြာကြာကြည့်ရင်အလိုလိုနေရင်နဲ့မျက်လုံးကြီးကနီးတက်လာတယ်အဲ့ဒီထက်ပိုပြီးကြာကြာနေရင်မျက်သားအဖြူပေါ်မှာရှိတဲ့အကြောကြီးတွေက ရေပဝဲလက်တံကြီးလိုထောင်းတက်လာတယ်။နီရဲနေတာဆိုတော့ဘာမှလည်းမလုပ်ရပါပဲ။ဒီကောင်တော့အစောကြီးမူးနေတယ်အထင်ခံရမှာဆိုတာလည်းပါတာပေါ့။ဒါကတကြားနောက်တကြောင်ကဓာတ်ပုံတွေအရိုက်ခံတဲ့အခါမှာကင်မရာကထွက်တဲ့ flash gun အလင်းရောင်ကိုလုံးဝမခံနိုင်တာပါပဲ။မျက်လုံးကမမိတ်နဲ့ဆိုလဲမှိတ်တာပဲ။ဒါကြောင့်ကျွန်တော်ကိုဓာတ်ပုံရိုက်ရင်အမြဲတမ်းမျက်မှန်တက်ထားရတာ ရိုးရိုးအလင်းရောင်အောင်မခံနိုင်ဘူးဆိုနေမှဟိုဟာကြီးနဲ့ထူတော့စင်သာသာကြည့်ဒါကလေတကြောင်ပေါ့အဓိကအကြောင်းကတော့ကိုယ့်ရဲ့မတ္တမာဆုံးမျက်လုံးကိုဖုံးထားခြင်းနာပါပဲမျက်နာကိုတီထပြီးသူ့များကိုမျက်မှန်တွေကချောင်းရတာသိအရသာရှိတာပေါ့ဘာပဲပြောပြောအဲ့ဒီလိုအကြောင်းချက်များစွာကြောင့်မေမျက်မှန်ကိုဆွဲဆွဲလန်းလန်းတက်မိတယ်ဒီလိုနဲ့ မျက်မှန်ကိုတက်ရင်တက်ရင်နဲ့ပဲဘလောက်ထိဖြစ်လာတယ်လဲဆိုရင်အပြင်ထွက်ပြီဆိုတာနဲ့မပါမဖြစ်အသုံးဆောင်နေမှာကိုပါလာတော့တယ်နောက်ဆုံးအစင်းကတော့ပတ်စံရရင်အဝိအစားအသုံးဆောင်ဝယ်ဖို့စိတ်မကူးမိဘူးမျက်မှန်ပဲဝယ်ဖို့စိတ်ကူးမိတယ်အင်ကြီးဆိုရင်ဗျာနှစ်ထောင်ကျော်သွားရင်တိတ်မဝယ်ချင်တော့ဘူးဘောင်းမီဆိုရင်လေအခုကို၈ထောင်ကျော်တယ်ဆိုရင်ကိုင်းမကြည့်တော့ဘူး အေးမျက်မှန်ကြတော့အကောင်ကလေးမှတက်ချင်တာဒါကြောင့်တနစ်လုံးစာရေးပြီးမစားရဲ့မတော့ရဲ့ပတ်ဆက်တွေစု စုမိပြီးဆိုမျက်မှန်ဝေတော့တာပဲမျက်မှန်ကလေးပြဝေတာဝေရတယ်ဘယ်တော့မှတက်လက်ထက်ဘူးမရှိဘူးကျွန်တော်ကဝေလိုက်ကျွန်တော်လူပဲမျက်လုံးမကောင်းတဲ့အကူတွေကမှသွားလိုက်နေနောက်ဆုံးတော့တက်လက်ပဲကျန်တာပဲမျက်မှန်အစ်တကလေးရရင်လေ အဲ့ဒါလေးတက်ပြီးကိုကိုကိုအင်မတန်ချောအင်မတန်ခက်အင်မတန်ချက်တရေရှိအဲ့ဒီလူကိုထင်မိတာကိုကိုကိုမှုမြောက်ပြောတာမဟုတ်ဘူးကိုကြီးကိုကခန့်နာကြီးကိုတွေးတဲ့သူတွေကလည်းကိုစရာဒီမျက်မှန်နဲ့တော်တော်မိုက်တယ်ဆိုရင်ပီတိတွေကိုဖြစ်လို့မိုက်မှာပေါ့အကြီးလည်းမရအဖက်လည်းမရလူလဲအထင်မကြီးတဲ့ဒီမျက်မှန်ကြီးကိုဈေးကြီးပေးဝယ်တတ်တဲ့ကျွန်တော်လူ လူအန်တာလောက်မိုက်တဲ့သူကဘာမှရှိမှာလားဒါ့မဲ့ကျွန်တော်ကလည်းကျွန်တော်ပဲဆိုတော့မျက်မှန်ကိစ္စဘယ်တော့မှမလျှော့ဘူးရသည်မြပတ်ဆက်လေးကြိတ်စုပြီးအကောင်းစားမျက်မှန်တလက်တော့ဝယ်တက်ခြင်းမြဲပဲမျက်မှန်ကောင်းတက်ခြင်းရခြင်းအကြောင်းရင်းကတော့အခါတိုင်းခတ်ပိုးပိုးနဲ့ဝယ်တက်ခဲ့တဲ့မျက်မှန်တွေကတက်ပြီးသိမ့်မကြခင်မှာပဲမျက်မှန်အလိုက်မင်းလွဲကုန်လို့ပါပဲမျက်မှန်က တက်ခါစတော့အကောင်းပါပဲ။ဒါမဲ့တက်ပြီးတိတ်မကြခင်မတည်းမျက်မှန်ခိုင်းကအလိုက်မင်းလွဲပြီးဘဲဘက်ကနှိမ်ပြီးညဘက်ကအလူလူမြင့်တက်လာတော့တယ်။ဒါကိုပြင်ဆိုင်သွားပြီးအလိုက်မင်းပြန်ချိန်ရင်လဲအလက်ကားပဲ။ချိန်နှုံခဏပဲ။ဒိမကြခင်အလိုင်းမင်းကသူ့အလိုလိုပြန်လွေသွားတော့တာပဲ။ဒါကြောင့်ဒီတခါမျက်မှန်ဝေတက်ရင်ဘလောက်တက်တက်အလိုင်းမင်းမလွဲတဲ့မျက်မှန်တလဲလောက်တော့ ဈေးကောင်းကောင်းပေးပြီးဝယ်ကျင်နေတာပေါ့အဲ့ဒီမျက်မှန်သာတက်ရင်ဖြင့်ငါပုံကကြော်ဆွေနဲ့လဲတူလောက်ရဲ့ James Dean လို့လဲဆွေးဆောင်မှုရှိလောက်ရဲ့ Marlon Brando လဲလဲတည်တဲ့လောက်ရဲ့ John Wayne ကြီးလဲဟေးငါပြောနေတာသေပြီးသားလူတွေကြီးပဲအဲ့လေအဲ့ဒီလိုမြင်သမျှလူလဲတည်လောက်ရဲ့လို့ကိုထင်နေမိတာဒီလိုနဲ့ရာသမျှလေးကျိတ်စုရင်းနဲ့ မြင့်မှန်အကောင်းစားတက်လက်ရလာပါလီရောလားရသည်မြကိုစုလူတွေထင်သေးတာနဲ့အမစီကတော့ငွေနေနဲ့ထက်ချပြီးဝင်းနေကြနာမည်ကြီးမြင့်မှန်ဆိုင်စီကိုကတုတ်ကရဲ့ခြိတဲ့သွားရတော့တယ်။အော်ဆက်ရပါလားပြောင်နေတာတောင်ကြာပြီနော်အမဲဝင်းနေကြဖောက်သေးဖြစ်တော့မြင့်မှန်ရောင်းတဲ့အကောင်လေးကကျွန်တော်ကိုမှတ်မိနေပြီဝယ်ပြီးရင်လေခဏခဏပြန်ပြေးနေရတော့တည်ပြီပေါ့ ထုံးစံအတိုင်းမေးလာစီယာခက်ဘောဘောလေးကပဲလားမျက်မှန်ရုံနဲ့ကောင်းလေးစကားကိုကျွန်တော်ကယင်ကော့ပြီးတော့ဘဲနဲ့လူကိုအမြဲတမ်းအပေါ်စားသုံးနေတယ်များမှတ်လားဒီတခါအကောင်းစားတွေကပဲယူမေးကျွန်တော်စကားကိုမျက်မှန်ရုံနဲ့ကောင်းလေးကအားတက်ပြီးအာဒါဆိုဒီဘက်မှာအကောင်းစားတွေ ရှိတယ်ဟုဆိုကမျက်မှန်အကောင်းစားများထားရဘက်ကိုခေါ်သွားတယ်ဒီမာစီယာဒါလေးတွေက ပေါ့လေပေါ့လေတက်လိုက်ရင်ထင်းလဲထင်းရှားတယ်ဥပမာဆိုရရင်ဇရာတို့လိုလူဆိုးရုပ်တွေတော့ဒီမျက်မှန်တက်လိုက်ရင်လူကြသူကြအိန္ဒြေနဲ့သွားလို့ရသွားတာပေါ့စရာရေသူစကားချောင်းအောင့်သက်သက်ဖြစ်သွားတော့လေဒီဒီနဲ့သာရင်ကော့ပြီးဈေးသာပြောပါ ပုံစံကတော့ကြိုက်နေပြီငါသိန်း2000နေပါအေးမြန်မှန်ဈေးကြတာနဲ့တီထားတဲ့ရုပ် ချက်ချင်းပြည်ကြသွားရတယ်ကိုထင်နဲ့ဈေးမှာမဟုတ်တာဟေးဟိုဟိုလီအဲ့ဒီလောက်ကြီးဆိုတော့ညားလို့လားဒါဆိုတန်နေ8600အေးဘယ်လိုပြောရမလဲပေါ့နော်ကို့မှာကိုထင်ထားတဲ့ဈေးတခုမှ မဟုတ်တော့စကားတောင်ဘလို့ဆက်ရမှမသိဖြစ်နေမိတယ်မျက်မှန်တက်လက်ကိုလေဒီစည်းဒီစည်းတွေရှိမှန်း တခါမှမစင်စားမိခဲ့ဘူးမျက်မှန်ရောက်နေအကောင်လေးကကျွန်တော်ကိုမကြည့်သလိုကြည့်ပြီးတော့တန်ရာတန်ရာပဲလိုချင်နေဆိုလေအဆကလေးကပြောပါလားကို့မှာတော့ဝေနိုင်နေထင်ပြီးပြလိုက်ရတာအမောဒုဒုဆိုပြီးဒေါယုံတန်ယုံဈေးလောင်းနေရနိုင်နေမျက်မှန်တန်းဘက်ခေါ်သွားပြန်နေဒါလေးယူပါလားဒီမျက်မှန်ရဲ့ပုံမှန်ဈေးကတိန့်ချီရှိတယ်။ဒါမဲ့ ဒစ်ကောင့်ချထားတဲ့ယာတိမှုဈေးတန်တာသူပြောတယ်မျက်မှန်ယူကြည့်တော့မဆူဂိုင်းຫນွေကလည်းတောင်းတောင်းတင်းတင်းမှန်ကလည်းပြလဲလဲမှု ကြည်ကောင်းနေသည်အေးဒါလေးကမဆူဘူးကွာငါနေလေးလိုက်မေးထင်းနေတက်လိုက်တော့ကပ်ပါနေတာပါပဲမလိုက်လို့ဖြစ်မလားအေးဒါပေမဲ့မျက်မှန်အနဲ့တော့ရောင်လို့တော့မတက်မိစေနဲ့ပေါ့ဗျာမျက်မှန်နဲ့တက်တော့ဘာဖြစ်လို့လဲ ။အော်ဘာရင်မဟုတ်ပါဘူး။မျက်မှန်အနဲ့တက်လိုက်ရင် ရုတ်ခန်းကလည်းကောင်းတော့မျက်စီမမြင်လို့တောင်းစားနေတဲ့တတောင်းစားနဲ့မှားမှားဆိုလိုပါ။သူစကားကြောင့်ယူတူရန်တန်ဖြစ်ရသေးသည်။မင်းကွာငါရုတ်ကအဲ့ဒီလောက်လည်းမဆူသေးပါဘူး။အေးပေါ့နူမမနူသေးတာ။မျက်မှန်ရောက်တဲ့အကောင်လေးစကားကိုကျွန်တော်ကယူမဆိုင်နိုင်တော့။မျက်မှန်ကလည်းကြိုက်ပြီးကိုဒါကြောင့် ဒါဆိုဒါလေးပဲယူတော့မေးအော်ဒါနဲ့ဒီမျက်မှန်ကအခါတိုင်းမျက်မှန်နေလို gain ရွေးသွားတာမျိုးဖရင်ဆောင်သွားတာမျိုးတော့မရှိပါဘူးနော်ဈေးကြီးပေးပြီးအခါတိုင်းလိုဖြစ်မည်ဆို၍အာမခံချက်တောင်းရသေးသည်ဒါကိုမျက်မှန်ရောက်နေကောင်းလေးကမျက်မှန် gain ကိုလက်နဲ့တောက်ပြရင်းနဲ့စိတ်ချပါဗျာဒါကအကောင်းစားမျက်မှန်မေးတက်တလုံးသေးသည်အထိတက် လုံးဝမဆောင်စီရဘူး အာမခန်နေသူအာမခန်နာနေပဲမျက်မှန်လေးကိုငွေချေပြီးဝယ်ခဲ့တယ်။အဲ့ဒီမျက်မှန်ရတဲ့နေ့ကစပြီးအပြင်းသွားဖို့လမ်းရှာရတော့တာပဲ။အလုံးမရှိ အလုံးရှာမြူရဲသွားမြူရဲသွားမှမျက်မှန်ကတက်ရမှာကိုဒဏီကောင်လက်ဖက်ရည်ဆိုင်လျှောက်ထိုင်းအလုံးမရှိအကင်မရှိ အနီးနာဟူဟာဝဲတယ်လို့ဒီဟာဝဲတယ်လို့နဲ့ထွက်မင်းမျက်မှန်လေးကမိုက်လာကြီးလား ။တချို့ကလည်းပြောပါတယ်။အော်ဒီမျက်မှန်တက်လိုက်မှမင်းရုပ်ကပိုခန့်လာတယ်လို့ပြောရင်သိမှကြနေတာပဲ။ဟုတ်တယ်လေ။ခုမှတော့ဒီမျက်မှန်နဲ့လိုက်မယ်ထင်လို့ဝဲတက်တာ။ပြောရင်လူနဲ့မျက်မှန်ရောပြောပေါ့။အခုတော့မဟုတ်ပါ။မင်းမျက်မှန်လေးကခန့်လာကြည်လားတဲ့။သူတို့ပြောပုံအတိုင်းဆိုကျုပ်မှာမျက်မှန်ချွတ်လိုက်ရင်မတမာမှုတွေတန်းစီလုံမဲ့ပုံမျိုးထားပါတော့ ဒါမျိုးကြုံနေကြမှုမထူးဆန်းတော့ပါဘူးလီလူနဲ့မျက်မှန်တက်ရင်၃၄ရက်အတွင်းမျက်မှန်က အလိုက်မင်းနည်းနည်းလွေလာပြန်နေကို့မှလေဒီလူဖြစ်မှာကြောက်လို့ဂယုတဆိုင်ကြည်လာတာဆိုတော့တည်တာပေါ့နှစ်ရက်၃ရက်ကြာတော့မျက်မှန်ကတိတိသားသားစောင့်ကြလာတယ်ဟဲ့ကမင်းမျက်မှန်ကြီးကတဖက်စောင့်နေပါလားလူတွေကတော့ပြောလာကြပြီပြောပါများတော့ တင်းလာတာပေါ့လေကို့မှာတော့ဒီမျက်မှန်လေးတစ်လက်ရဖို့လက်တူအောင်စာရီရေးခဲ့ရတာအခုတော့ဈေးကြီးပေးဝယ်ပြီးကောင်းပါတယ်ဆိုတဲ့မျက်မှန်ကဖောက်လာတော့ဘယ်သူစိတ်မတူရှိပါမလဲဒါနဲ့ဒေါသတွေမောင်းတင်ပြီးမျက်မှန်အာမခံချက်ပေးထားတဲ့ဟိုငတ်တိစီ အမြန်ပြန်သွားရတော့တာပေါ့အော်စိတ်ရပါလားဟိုမျက်မှန်နဲ့အစဉ်ပြေလို့နောက်တလဲလာဝေတာလား အခုတလောဆရာဘက်ဆက်တွေတအားကောက်ရနေတယ်မှတ်တယ်။ငွေက2000မြူ3000မြူ3လကြီးလား။သူ့ရဲ့ပရိခန်စကားကိုကျွန်တော်ကလည်းကိုဒေါသနဲ့ကိုမှု။ဟဲ့ကအဘူစကားတွေပြောမနေနဲ့။မင်းပြောတော့ငါဝေသွားတယ်မြင့်မှန်တက်တက်လုံးတက်လို့ရတယ်ဆို။ကျွန်တော်ဒေါသတကြီးစကားကိုငတ်တိကမျက်မှောင်ကျုံပြီးတော့အေးလေဘာဖြစ်လို့လဲ။ မြင့်မှန်ကအကောင်းစားပဲဟာကူအောက်မှာဘာအကောင်းစားလေးကွကြည်ပါဦးမင်းမြင့်မှန်ကျွန်တော်ရဲ့စောင်းနေတဲ့မြင့်မှန်ကူသူ့ရှိပြေချပြလိုက်တယ်ဟေးမြင့်မှန်ကိုကြည်ပြီးတငယ်လေးကအံ့အားတင်သွားပုံရတယ်မြင့်မှန်ကသူမထင်မှတ်တဲ့အချိန်တွင်မှပုံပြက်ပန်းပြက်ဖြစ်နေပြီးကိုသူကမြင့်မှန်ကိုအသေးချာခိုင်းကြည့်တယ်ဖင်ပြန်ကောင်းပြန်ကြည့်တယ်ထူးဆန်းတာပဲ သူ့ဘာသာသူတယောက်ထဲရေးရွရင်းနဲ့မျက်မှန်ကိုအသေးချာစစ်စစ်တယ်။မူလီဝီဘာရီစေ့ကြည့်တယ်။စပရိနီကောင်းမကောင်းဆွဲကြည့်တယ်။အားလုံးကအကောင်။မျက်မှန်ကဘာမှအပြည့်ရှာမရတော့ကျွန်တော်မျက်နှာပြန်ကြည့်တယ်။ပြီးတော့မျက်မှန်ကိုပြန်ကြည့်တယ်။နောက်ကျွန်တော်မျက်နှာကို အသေးချာပြန်ကြည့်တယ်။ဟဲ့ကဘာကြည့်တာလဲကွာ။ ကျွန်တော်ကအသေးချာကြီးလာဆိုင်ကြည့်နေတော့ကျွန်တော်လည်းရှုတူရှန်တန်းဖြစ်ပြီးပြန်မေးလိုက်တယ်။အဲဒီတော့မှတငယ်လေးရဲ့မျက်နှာဝင့်လက်သွားပြီ။ကျွန်တော်သိပြီဗျ။ကျွန်တော်သိပြီ။သူ့ရဲ့ဝမ်းသာအားရစကားကြောင့်ကျွန်တော်လည်းမျက်မှောင်ကျုံမိက။ဘာသိရလဲကွာ။ဘာဖြစ်ရမှာလဲ။ဆရာမျက်နှာကြီးကဖရင်ဆောင်နေတဲ့ဟာကို။အေး။သူ့စကားကြတော့ကျွန်တော်လန့်သွားရတယ်။ ဟုတ်တယ်ဗျာအမှန်တော့မြင့်မန်ကစောင်းနာမဟုတ်ဘူးစိတ်ဟမျက်ခွက်ကြီးကဖရင်ဆောင်ပြီးအလိုက်မင်းလွေနေတာသူစကားကြောင့်ကျွန်တော်လေရောင်ပြီးတော့ကို့မျက်နှာကိုပြန်ပြီးစမ်းမိတယ်ပြီးမှခရောင်ကရန်းနဲ့မက်မဆောင်ပါဘူးကွာမင်းကလေအောက်မှာဘာလို့မဆောင်ရမှာလဲလာကျွန်တော်တိုင်းပြမယ်ထို့သူစုကမန်ဘီရိုတခုတည်းမှပေဂျိုဘူးကြီးထုတ်ယူလာတယ် နာကျွန်တော်မျက်နာနာကက်လာကဟော်ဒီမာကြီးဟော်ဒီမာဆရာမျက်နာအရှိကရှစ်လက်မနဲ့နှက်စိတ်ရှိတယ်ညာဘက်နဖူးကနေမေးပြာထီကရှစ်လက်မဘဲဘက်ကြတော့ခုနှစ်လက်မနဲ့ရှစ်စိတ်အဲ့ဒီမှာတင်ဘေးဘယ်ညာအလုံးနှက်စိတ်စီကွာနေပြီဟေးသူပြောလိုက်မှကျွန်တော်ပါလန့်သွားရတယ်ဒါကိုငတိကမပြီးသေးမှန်စမ်း ငတိက မကြီးနဲ့သေး၍ထက်စင်အတိုင်းသည်ဟောဟောဒီမှာတွေ့လားအဖြေပေါ်ပြီညာဘက်မျက်လုံးအစွန်းကနေနှက်ခန့်အထီကိုသုံးလက်မှခွေအတိဘယ်ဘက်မျက်လုံးအစွန်းကနေနှက်ခန့်အထီကသုံးလက်မှနှစ်စိတ်သေးအဲ့ဒီမှာတင်သုံးစိတ်ထက်กว่าနေပြန်ပြီမင်းမင်းဟာကဟုတ်ရဲ့လားကွာကျွန်တော်ရဲ့စောရကစကားဒါကငတိက ဘာလို့မဟုတ်ရမှာလဲဗျာဟောဒီမှာလဲကြည်စန်းစုကထတ်တိုင်းပြန်သည်ညာနဖူးကနေမြက်ခုံအထီကသုံးလက်မနဲ့တစိ့သေးရှိပြီးဘဲနဖူးကသုံးလက်မသုံးစိ့ဖြစ်နေတယ်နှစ်စိ့တိတိကွာပြန်ပြီပဲဘာညင်အောင်မလဲကျွန်တော်လဲသူအော်ကျေအော်ကျေနဲ့မျက်နာတိုင်းလိုက်ဝမ်းသာအားရထော်လိုက်လုံနေသဖြင့်ရှက်လာပြီးတော့မမညင်တော့ပါဘူးကွာတော်တော်ပါပြီ နေအောင်လေဗျာထတ်တိုင်းပေးလိုက်အောင်မယ်ဟုဆိုကပေဘူးကိုမျက်နာထက်ကပ်ပြီးဟောဒီမှာထက်ကြည့်အောင်ညာနှကန်းကတလက်မနဲ့ရှစ်စိတ်ရှိပြီးဟောဒီဘဲဘက်ကြတော့တလက်မခွဲဗျာသုံးစိတ်တီးတီးကိုလွဲနေပါရောလားသူစကားကြတော့ကျွန်တော်မျက်ရည်များပင် ဝိုင်းကျင်သွားမိသည်အော်အရင်ကတော့ကို့မျက်နာကြီးဒီလောက်အလိုက်မင်းလွဲနေကြတိမမတီးခဲ့ရတာ ဒါကိုငတိကမပြီးသေးပဲဟောညာနရွယ်ဖျားကနေနှကောင်ရင်ကငါလက်မအင်းဘယ်လဲငါလက်မပဲအေးဒါတော့အတေဟဒီတခွက်မှာဒီတခွက်ပဲတဲ့တာ တွေ့သေးတယ်ဟုဆိုကပေကျိုးကိုညက်နာပေါ်ထက်တိုင်းရင်နေဟောဟောဒီမာမတက်တက်စင်အောင် လွဲတာဗျာညာနရွယ်ဖျားကနေနှကောင်ထိပ်ဖျားကလီလက်မခုနှစ်စိတ်ဘယ်ဘက်ကြတော့ ငါလက်မှနှစ်စိတ်ဟေးနှာခေါင်းကြီးကတဆောင်းကြီးသူပြောမှကိုလဲရောင်ပြီးကိုနှာခေါင်းကိုပြန်ဆမ်းမိတယ်နောက်မှတရိယာပြီးရောင်တောင်ပေါင်တောင်နဲ့မင်းကလေကွာဒါကတော့လူတိုင်းမှာကလီယာမဖြစ်တာလေးတွေအ ਨੇ ချင်းတော့ရှိမှာပေါ့ဟာကလီယာမဖြစ်လေနဲ့နဲ့ပေါ့ဗျာအခုဟာကသုံးစိတ်တောင်ဆိုတော့မလွန်လွန်မူလားအေးဒါနဲ့ တွားစီကြီးစဲဘာလို့စီရမှာလေးကွာစီကြီးစဲမှာ ကြည်ရအောင်စီဘူးကွာစီပါစုစီဘူးစုကျွန်တော်ကလည်းအတင်းညင်းသည် သူကလည်းကလေးຫນွယ်စုစုတလူကတ်ချွဲသည် နောက်ဆုံးကျွန်တော်ကသာအလျှော့ပေးပြီးတော့ကဲဒီလောက်တောင်ဖြစ်လာတာစီတယ်ကွာဆိုပြီးစီပြလိုက်တယ်ဒါကငတိကဝန်းတာအာရနဲ့ဟော ဒီမှာတွေ့ပြန်ပြီဗျာအောက်မလေးဘာညင်အောင်မလဲဟောဒီမှာရှီသွားကအပေါ်နှချောင်းအောက်သုံးချောင်းဖြစ်နေတယ်ဒါကတဖက်ကိုအသေးချစောင်းနေတဲ့လက္ခဏာပဲကဲညာဘက်အန်သွားအထီတော့ဘယ်ဘက်အန်သွားကနှစ်စိတ်စားလောက်ဟာနေပြီဘယ်ဘက်အန်သွားပြန်ကြည့်အေးဟုတ်ပြီဘယ်ဘက်အန်သွားပြန်ထီတော့ဆရသွားတပြုံလုံးကပင်လေလိုင်းလုံးလိုပဲလှိမ့်တက်နေတာ အောက်မလီယွန်စရာကြီးသူပြောတော့မှ ကို့ပုံကြီးကဘလို့ဖြစ်နေမှန်းကိုမသိတော့မျက်မှန်ရောင်းသည့်အကောင်လေးကသာ ကျွန်တော်ကိုဒစိမ့်စိမ့်ကြည့်ပြီးတော့အတော်နေရခက်မှာပဲနော်သူစကားကြမှ ကျွန်တော်လည်းပြန်တရိယာကလှုပ်လို့ရှားရှားဖြစ်သွားပြီးဘာလူလေကွာဘာကိုနေရခက်ရမှာလဲစဉ်းစားကြည့်လေမျက်နာကြီးဒီလောက်အလိုက်မင်းလွဲနေတာ နေရမခက်ဘူးလား ကိုလဲကိုမျက်နှာကြီးဒစိမ့်စိမ့်ပြန်ကြည့်ပြီးပြောနေတာမို့မလူပြန်ဖြည့်ရှင်းရမှမသိတာနဲ့ပဲခက်ပါဘူးကွာမင်းမျက်နှာပေါ်တင်ထားတာမှမဟုတ်တာဒီလိုလောက်ပါလားဒီကထွက်သွားရင်ဒီမှာလာကြည့်ငတိကကျွန်တော်ကိုလက်ဆွဲရင်းနဲ့အသေးချာပြတယ်ကျွန်တော်လေးရောင်နာနာနဲ့လိုက်ကြည့်မိတယ်ဟုတ်လန်ဂျူလီကိုတွေ့လားအေးအဲ့ဒီလန်ဂျူလီထဲမှာ တစ္ဆာရှင်ဆိုတဲ့ဘော်ရီယုံရှိတယ်။အဲ့ဒီမှာတွင်ကုံလဲဖွင့်ထားတယ်။အဲ့ဒီတော့အဲ့ဒီတော့ဇယမျက်နာကြီးဖို့ပြီးထုတဲ့နေရာထု ကြောက်စက်နဲ့ဇာတဲ့နေရာတွေဇာပြီးပြင်လိုက်ပါလား။ဒီလောက်အလိုက်မင်းလွဲနေတဲ့မျက်ခွက်ကြီးတွင်ကုံအမှအဖြစ်မှာသူစကားကြောင့်ကျွန်တော်ရှူရှူရှားရှားဖြစ်သွားကအိုးကွာငါမျက်နာကမော်တော်ကားမှမဟုတ်တာဘာလို့တွင်ကုံအဲ့ရမှာလဲ။ ပြန်တည့်သွားအောင်လို့ပါဒီလိုဖရင်ဆောင်နေတာမျိုးကပလတ်စတစ်ဆာဂျရီနဲ့လဲမရဘူးလေတွင်းကုံအမှားကူဖြစ်မှာမျက်နာကြီးဖယူဖယဲနဲ့ကြည့်မကောင်းပါဘူးဟောဟောဒီမှာတွေ့ပြန်ပြီကျွန်တော်ထပ်တိုင်းပြမယ်ဟုဆိုက မျက်နာကူပေကျူးနဲ့ထပ်တိုင်းမလို့လှုပ်နေ၍အတင်းရုံးကန်ကဒေါ်တော်ပါပြီကွာတိပါပြီ မဟုတ်ဘူးစရာဇယမျက်လုံးက နှလုံးလုံးတောင့်တက်နေတာမြင်မိလို့ပါ ဒီမျက်လုံးမျိုးကဂျပန်နေမှသာရှိရမှာဗျာအခုဟာကဆရာမျက်နာပေါ်လာတက်ကပ်နေတော့မုံပိန်းနေစီပေါ်နှမ်းစီနှစ်စီ ထက်ကပ်နေတယ်လို့ကြီးဘလူမကူလမိုင်းမကပ်ပါဘူးဗျာတကယ်တည်းအသေးချာကြည့်ပြီး အပြစ်သာထိုင်ပြောရရင်6လလောက်ကိုပြောကုန်မယ်မထင်ဘူးအောက်မလီ လွေလိုက်တဲ့မျက်ခွက်ဒီတသက် ဒီတစ်ခွက်မြင်ဘူးလားမျက်မှန်ရောင်းသူလေးရဲ့အာရပါရစကားဒါကိုကျွန်တော်ကပဲအေးပါကွာမင်းလည်းတစ်ခွက်ငါလည်းတစ်ခွက်တယောက်တစ်ခွက်ပါပဲကဲမင်းကိုလည်းမျက်မှန်ပြင်မခိုင်းတော့ဘူးငါအခွက်ငါမှပြီးသွားတော့မယ်အောက်မလီမင်းပြောမှပဲတည်ရတဲ့အလိုက်မင်းဒီလောက်တောင်လွဲနေတဲ့အခွက်အိမ်ပြန်ရောက်မှတစိမ့်စိမ့်ကြည့်ပြီး ပေကျူးနယ်ကိုပြန်တိုင်းအောင်မယ်ဆိုပြီး မြက်မှန်ဆိုင်ကနေအလိုင်းမင်းလွဲနေတဲ့ကိုမျက်ခွက်ကိုမှပြီးတုတ်ချီတင်ခဲ့ရပါတော့တယ်။ဂိုင်းမိတ်ဆွေတို့ကျွန်တော်ရဲ့အလိုင်းမင်းလွဲနေတဲ့မျက်နှာကြီးအကြောင်းဖတ်ပြီးရေကောင်းရေနေပါလိမ့်မယ်။မရေပါနဲ့။အလုတ်တစ်ခုပေးပါရစေ။ကျွန်တော်တို့လည်းကိုကူကူမှန်ပြန်ကြည့်ပြီးမျက်နှာနှစ်ဖက်ကိုအသေးချာတိုင်းကြည့်ပါ။မျက်နှာနှစ်ဖက်အံ့ဩဖွယ်ကောင်းလာအောင်လွဲနေတာတွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ်ဘဲမိတ်ဆွေတို့ကွန်ပျူတာတက်တယ်ဆိုပါကကို့မျက်နှာကိုအရှိတတဲကနေရိုက်ပြီးဘယ်ချမ်းဆိုပါကဘယ်ချမ်းကိုသာဖြုတ်ပြီး reverse လန်လှဲ့ပြီးပြန်ကက်ကြည့်ပါတင်မဟုတ်တဲ့တင့်ကိုမျက်ဝါးထင်ထင် တွေ့ရပါလိမ့်မယ်ကဲဒီလောက်ဆိုရှင်းလောက်ပါပြီအကယ်၍များခမများတို့မှာဟာတာအမြင်ရှိမယ်အရာရာကိုစိတ်ငှူစွာတိမြင်တတ်မယ်ဆိုရင် ကို့မျက်နှာကိုပေကျူးနဲ့တိုင်ပြီးရေးရင်တော့ဝိထုဖြစ်ပါတယ်။ဒါဆိုရင်နေတကာပတ်ပြီးကုံချမ်းရှာရတဲ့ကိစ္စရှင်းလောက်ပြီးထင်ပါတယ်။ကျွန်တော်ဆိုလိုတာကနေတကာပတ်ပြီးကုံချမ်းမရှာနဲ့မဟုတ်ပါဘူး။ရှာပါ။ဒါပေမဲ့ညင်အောင်ကြည့်ပါ။ဒါဆိုရင်ဝိထုဇလံမရှာပါဘူး။အားလုံးလည်းသိပြီးသားဖြစ်ပါလိမ့်မယ်။လူတစ်ယောက်မှာဇလံတစ်ပုဒ်တော့ရှိကြစမြဲပါပဲ။ပြောစကားကူက လူဘဝဆိုတာလောကဇက်ခုံကြီးပါပဲဒီလောကဇက်ခုံမှာမှကိုကိုတိုင်းတထောင်တနေရာက ပါဝင်ကပြနေရတဲ့ဇက်ကောင်သာဖြစ်တယ်ကိုကိုတိုင်းတော့ဇက်ကောင်ဖြစ်နေရင်တခြားသောသူတွေလည်းကိုရဲ့ဇက်ကောင်မဖြစ်နိုင်ဘူးလားဒါကြောင့်ကိုအနီးနားမှာရှိနေတဲ့လူတယောက်အကြောင်းကို အခုချက်ချင်းချရေးလိုက်ပါဒါမှမဟုတ်ကိုအကြောင်းပဲဖြစ်ဖြစ်ပေါ့တခါတလေမှလည်း အဖြစ်အပျက်ကိုအယူအတိုင်းမရေးပြပဲစာဖတ်သူတွေစိတ်ဝင်စားအောင်ခြေကရေးရတာမျိုးလည်းရှိပါသေး။များသောအားဖြင့်စာဖတ်သူဖတ်ချင်အောင် ဆွေးဆောင်ပြီးရေးရတာမျိုးပါ။ဥပမာအနေနဲ့ပြရရင် ဥပုံညာရဲ့ကာကဝလီယမယာဝိထုမှာပဲပြန်ကြည့်ပါ။ရာဇဝိကောင်တယောက်ကိုတုတ်တမ်းမှာထမင်းကျွေးပြီးပြန်လာ။လမ်းမှာရှိတဲ့ဘလူးများအကျူသေးဘူးကလေး ရွှေဦးတွေ့ရတဲ့ဇက်လမ်းမှာမြို့အထွေထမ်းပင်ဆောင်ဘလူးကသူ့ကိုတွေ့တာနဲ့ဒါကတော့ငါအစားပဲငါစားရတော့မယ်ဆိုတော့ကာကဝလီယာမယားကငါဒီတင့်အစားမဟုတ်ငါဒီဘရင်တမန်တော်သားဖြစ်သည်လို့ရေးရင်ပြီးပါပြီ။ဒါမဲ့ဥပုံညာကဘလူးဖွဲ့တယ်လေဆိုရင်ဖုံးဖရလက်ဆွဲသူရေကောင်းရွှေပွဲကဲတန်တော်ကြီးတမန်တော်ကြီးကို ဝါမီစားမီဆိုသည့်အချက်နင့်နှုတ်ကထွက်သည်မင်းမျက်မလွတ်ပါတကားနင့်စကားအလားပုံစားတန်ပါတော့ကြောင့်ရှာကိုလှီးတင်လှကြည့်ပြီတို့ဖြင့်ညာလေ စကားအရာမလိမ်မာ၍တခါတရံလွန်မိသည့်ကံကိုတီးခံလိုက်ုံမည်ကဲဘလောက်ဖက်ရတာအရာသာရှိတယ်လေကာယံလီနဘေးထက်ကလေးနဲ့အကွေးဝိုက်ကလေးရေးသွားတာဆွဲဆောင်မှုကဘလောက်ကွာသွားတယ်လေ အဖြစ်ပြက်တစ်ခုကိုပို့ပြီးတော့ကြီးကျယ်စေခြင်းရင်ဒါမှမဟုတ် လူတွေစိတ်ဝင်စားမှုကို ပို့လို့ခြင်းရင်စာကိုဖွင့်ຫນွေရည်တတ်ရပါတယ်ကျွန်တော်တို့ဟာသဝိတ္ထုရေးတဲ့သူတွေအတွက်အဖွဲ့အနှွဲကအဓိကကြပါတယ်ဒါမှပဲကိုလှုပ်ချင်တာကိုဖန်နီးချင်တဲ့ဟာသဝိတ္ထုဆိုတာမျိုးကိုရမှာပါဥပမာနေထွက်ပြီးရပါတယ်ဘာမှမဖြစ်ပါဘူး စာပေရီတအားကိုဖွဲ့နှဲ့လာနေကြချိန်မှာဇယကြီးသိပ်ပံမောင်ဝါကအကျစ်လက်ဆုံးနဲ့အယိုးရှင်ဆုံးစကားလုံးတွေတုံးပြီးဒီအတိုင်းရေးခဲ့ပါတယ်။အဲ့ဒီရှေးခေတ်အခါကစာကူမှမဖွဲ့နှဲ့တတ်ရင်စာရေးစရာမဖြစ်တော့လောက်အောင်ကိုဖွဲ့နှဲ့ရေးသားနေကြပါပြီ။အဲ့ဒါကူမှတော်လန့်ပြီးဇယကြီးသိပ်ပံမောင်ဝါကဒီလိုအရှင်လင်းဆုံးဖွဲ့စည်းပုံနဲ့ခေတ်ကိုပြောင်းခဲ့တာပါ။ဒါပေမဲ့ ဘလို့ပဲပြောင်းပြောင်းကျွန်တော်တို့ဟာတာသမားတွေအတွက်ကတော့အဖွဲအနှွယ်ဆိုတာမရှိမဖြစ်လိုအပ်လာပါတယ်ဥပမာလေးပြန်ကြည့်ရအောင်နေထွက်ပြီးဒါကယူရှင်ပါတယ်နေထွက်လာတာပါတိုင်းမဲ့ဒီနေထွက်တာကယူယူနေထွက်တာပါ ဟာတာမဆန်ပါဘူးကဲဒါဆိုဟာတာဆန်ဆန်လေးနေထွက်ကြည့်ရအောင်ကာလာသားများစုဝေးနေချိန်၌မြစ်စိမ့်မှရေချိုးပြီး ပြန်တက်လာစထမိန်ရင်ရှားကလေးနဲ့အပြူမာလီရဲ့ဘာပြင်တဲ့ပွဲ ရှက်သွေးဖြာကြနေသောနေဝင်းသည်ကဲဒါမျိုးလီဖက်ရတာပိုမရွှင်ဘူးလားဒါကြောင့်ဟာဒဝိတုရေသူဟာ အဖွဲအနှွယ်ကိုလည်းအလေးထားရပါမယ်လူအပ်ရင်လူအပ်တယ်လူဖွဲ့နှွယ်ရည်နိုင်ရပါမယ်ဒါမှမဟုတ်ကိုဘလူသဘောတရားတွေနဲ့ရည်နေတယ်ဆိုတာတော့တိဖို့လူပါတယ် လူအပ်မှဖွဲ့နှွေတာမျိုးမဟုတ်ဘဲမလူအပ်ဘဲဖွဲ့နှွေနေမိရင်ကိုယ့်ရဲ့စားတအုပ်လုံးလူရင်းမရောက်ဘဲဣလေလေကြီးဖြစ်နေလိမ့်မယ်ဆိုတာသိထားစေချင်ပါတယ်။ကျွန်တော်ဒီစာစုကိုရေးသားခဲ့တာ အတော်ကလေးကြာခဲ့ပါပြီ။ဒီအထဲမှာမှ ကျွန်တော်သိသလောက်တတ်သလောက်မှတ်သားခဲ့သလောက်ကိုပြန်ပြီးအကြံမြင်ဖော်ပြတာဖြစ်ပါတယ်။ဒါကမှအသေးစိတ်ပြန်ရှင်းပြနေရရင် ဒီတသက်ရှင်းလို့မကုံဖြစ်နေပါလိမ့်မယ်။ဒါကြောင့်စာရေးကျင်သူမောင်မေများအလွယ်ကူဆုံးနဲ့အရှင်းလင်းဆုံးသိသာစေရန်သာ ဥပမာအနေငယ်နဲ့တင်ပြရခြင်းဖြစ်ပါれ။နောက်ပြီးဒီစာစုများဟာတောင်မြောင်းထွေလာ ရေစရာမဂ္ဂဇင်းမှာလစဉ်ရေးသားခဲ့တဲ့ဒလစီရေးသားခဲ့ရတဲ့အတွေ့ရှီလာကကိုဘာရေးခဲ့မိမှန်းမသိအရင်လားကဘာကြောင့်မှမမှတ်မိနဲ့ ရန်တန်ရည်နေရတဲ့အတွေ့တချို့စာဆက်မမိနေတာမျိုးလည်းဖြစ်နေပါတယ်။ဒါပေမဲ့ဒါတွေအလုံးဟာကျွန်တော်ဘဝမှာကျွန်တော်အသိတလားလေလာထားတလားဟာသနဲ့ပတ်သက်တဲ့အမှုပညာအကြောင်းတွေသာဖြစ်ပါတယ်။တချို့နေရာတွေမှာရှိစရာကြီးများရဲ့အတိတ်ပဲဖွင့်ဆိုချက်များကို ကူကားခဲ့တယ်လို့တခါတလေမှလည်းကျွန်တော်ရဲ့ကိုယ်ပိုင်ယူဆကိုယ်ပိုင်တွေးရှိထားချက်များကိုထည့်သွင်းထားပါတယ်။ဒါကြောင့် မှားနိုင်ပါ रे ဒါမျိုးမှမရေးရင်မဖြစ်ဘူးဆိုတာမျိုးလည်းမဟုတ်ပါဘူးလိုအပ်ရင်တော့ယူပါမလိုအပ်ရင်တော့ဖယ်ပြစ်လိုက်ပါကျွန်တော်သိသည်မသဘောတရားကြီးသာဖြစ်တဲ့အတွက်တချို့နေရာတွေမှာ ချုပ်တဲ့ကောင်ချုပ်တဲ့နေပါလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ရဲ့စာပေဖြတ်တမ်းမှုနှစ်အပိုင်းခြားအနေငယ်အတွင်းမှာကျွန်တော်သိရှိထားတဲ့ကိုယ်ပိုင်အပိုင်းစများတာဖြစ်တဲ့အတွက်လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါ रे မကြိုက်ဘူးကွာဆိုလဲရပါ रे ဒီစာစုတွေကိုကျွန်တော်လူကြိုက်အောင်ရေးတာ မဟုတ်ပါဘူးစရေးကလေးကစစရေးမဲ့လူငယ်ကလောင်တဲ့ကလေးတွေကိုရည်ရွယ်ထားတဲ့အတွက်ဘသူတွေဘလူပဲပြောပြောဒီစာအုပ်ကလေးကောင်းမှုကြောင့်တယောက်ယောက်ကများစရေးရှင်စိတ်ပေါ်လာခဲ့ရင်ကျွန်တော်ရည်ရချိုနှပ်ပါပြီအကြိမ်များဒီစာအုပ်ကိုဖတ်ပြီးတဲ့အချိန်တယောက်ယောက်ကမှာ စာရေးခြင်းစိတ်မပေါ်ခဲ့ရင်တော့ဒါဟာစာပေမြင့်ပြင်ပေါ်ထင်းကျန်နေမဲ့ကျွန်တော်မွေချီယာများလို့သာ သဘောထားပြီးပါရန်နဲ့အကြည့်တော်လှုပ်သွားတဲ့အကောင်ဆုံးဟာတာဖြစ်တာအကြည့်တော်